လောကမှာလူကောင်းလို့ဦးဇင်းတို့သတ်မှတ်နိုင်ဖို့ဆလို့ချင်ကိုကျင်တရားကောင်းဖို့အဓိကလိုအပ်တာပေါ့ဒီဘုက္ခဘလောက်ကောင်းတယ်လဲဆိုတော့အနေဆုံးကသူ့ရဲ့စိတ်ဓာတ်စိတ်ရင်းအခြေခံနဲ့စိတ်ရင်းအခြေခံနဲ့ကိုကျင်တရားကောင်းမကောင်းဒါကိုကြည့်ပြီးတိုင်းတာရစမွေးဝဲအောင်လာနဲ့သွားတိုင်းလို့မရဘူးပတ်စံရှိတာနဲ့သွားတိုင်းလို့မရဘူးနာမည်ကြီးတာနဲ့တိုင်းတာလို့လည်းမရဘူး ီဘုတ်ကရစည်ရင်အခြေခံဘယ်လောက်ကောင်းတယ်လဲစည်ရင်အခြေခံဆိုတော့လွယ်လွယ်ပါပဲပြမစိုးတရား၄ပါးသူ့မှာဘယ်လောက်ရှိတယ်လဲဘယ်တိုင်းဓာတ်တွေနှလုံးသွင်းနိုင်တယ်လဲဆိုတာအခြေခံပဲနော်ကိုခြင်းတရားကိုခြင်းတရားနော်ကိုခြင်းတရားဆိုတာလူကောင်းလို့သတ်မှတ်ဖို့ရတယ်နောက်ဆုံးခံတတ်ပဲကိုခြင်းတရားပြက်ပြားနေတဲ့ပုံကိုတရားဟာကိုခြင်းတရားပြက်ပြားနေတဲ့ပုံကိုတရားဟာဘာဘွဲတစိုက်တွေပဲရရ ဘလောက်ပဲပတ်စံနေ ရှိနေပါစေဘလောက်ယာဓုအာနာတွေရှိနေပါစေဘယ်လိုပင်နာမည်တွေကြီးနေပါစေဘာမှအဖို့မတန်တဲ့သူလူဖြစ်ရာကျွန်မနဲ့တဲ့သူအတိတ်ပဲမရှိတဲ့သူတရားပဲတန်ဖိုးမရှိတဲ့သူတရားပဲဘုရားတော်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိနေစဉ်အခါတော့က မြတ်စွာဘုရားတာဝတိပြည်ဇေရဝံကျောင်းမှာသတင်းသုံးတဲ့အချိန်အဲ့ဒီတာဝတိမြို့မှာကောသလမင်းကြီးရဲ့ပရောဟိတ်ပုံနာကြီးတယောက်ရှိတယ်။ပရောဟိတ်ပုံနာကြီးဟာရဏသုံးပါးကိုယူသေးတယ်။မကြုံမပြတ်တော့၅ပါးသီလဥပုပ်တရင်၈ပါးသီလဆောက်ပြီးတယ်။ပုံနာတော်တက်တော့ဗေဒင်သုံးပုံအတတ်ပညာကိုတက်ဖတ်ကမ်းရောက်တက်မြောက်ကျွမ်းကျင်တယ်။ ဒီလိုအရေးအချင်းနဲ့လည်းပြည့်စုံတဲ့ပညာနဲ့တတ်တဲ့ကိုရှင်တရားနဲ့ကောင်းတဲ့စိတ်ရင်းနဲ့အလုံးမုံမြတ်တဲ့အတွေ့အကြုံမို့လို့ကောသလမင်းကြီးကသိတ်ကိုမျက်နိုးတယ်အလုံးမျက်နိုးကိုရောပူဇော်လေးရှိတယ်တလေးတစားစကားပြောဆိုလေးရှိတယ်ပုံနာကြီးကအဲ့ကပုံနာကြီးကစဉ်းစားကောသလမင်းကြီးဟာငါ့ကို အမျိုးဇတ်မြတ်လို့များဟာသိအထက်တန်းကြတာပဲဒီပုံနာမျိုးကဆိုပြီးတော့မြတ်အလေးအမြတ်ပြုလေသလားဒိုရီမဟုတ်သူမတူတန်ထက်မြတ်တဲ့ငါရဲ့အတက်ပညာကြောင့်မြတ်အလေးအမြတ်ပြုလေသလားဒါမှမဟုတ်ငါရဲ့ပြည့်စုံတဲ့စီစဉ်ဥစ္စာကြောင့်မယ်အတိအမှတ်ပြုတ်လေသလား ဒါမှမဟုတ်၅ပါးသီလဥပ္ပဒရင်သီလအစရှိတဲ့ကိုကျင့်သီလကြောင့်ပဲငါကို အလေးအမြတ်ပြုလေသလားသူအဲ့ဒါစဉ်းစားတယ်ဘယ်အကြောင်းကြောင့်ဘောဓလမင်းကြီးကငါကိုအလေးအမြတ်ပြုသလဲပေါ့လေအဲ့ကိစ္စကိုပုံနာကြီးက စုံစမ်းမယ်ဘာကြောင့်ဘယင်ကြီးကငါ့ကိုဒီလောက်အလင်းမြတ်ပြုတ်နေတဲ့ဆိုပြီးတော့စုံစမ်းတဲ့အနေနဲ့ဘယင်ကြီးစီကပြလာဘယင်ရွှေပရင်တဲ့အိမ်ကိုသွားရွှေနေတဲ့ဟိုသွားပရင်ဘိုးကိုသွားစကားလေးပါစကားစမြည်လေးပါလေးပြောရင်လည်းအဲ့ဒါငွေအတပြားတစ်ချက်ကိုကောက်ယူလာရွှေပရင်တဲ့ကမြင်တယ်အော်ဒီလောက်ကိုရှင်တရားကောင်းပြီတော့နာမည်ကြီးတဲ့ပုံသားကြီး ဒီလောက်စည်းစဲဥစ္စာပြည့်စုံနေတဲ့ပုံကိုဒီလောက်ပညာတွေတက်နေတဲ့ပုံကိုဒါမျိုးလုံးမတာမဟုတ်ပါဘူးသတိမိလျော့ပြီးလက်ထဲပါသွားတာနေမှာပါပဲပရမတ်တခါခွင့်လို့လဲမသိကြအောင်ဆောင်းလိုက်တယ်ပြောရမှာလဲအာနာလို့ဟောနှစ်ရက်မြောင်းနေတခါနောက်တဲ့တပြားတစ်ချက်မဟုတ်ဘူးတပြားနှစ်ခုယူသွားပြန်အဲ့ကြတော့နည်းနည်းတော့ရွှေပရင်စဖြုံသွားတယ်ဟာဒုက္ခပဲဒီလိုမျိုးယူသွားတော့ငါတော့မွေးရစီရဲ့ဘယင်ဘန္နာတော့ ွှေပဲရွှေပြားတွေကိုသူကောက်သွားတယ်တကြငါဆိုင်ရောရတော့သုံးရက်မြောက်နေကြသီးမခံနေတော့ကြာရင်တော့ငါတော့ဒုက္ခရောက်တော့မှာပြတခိုးပြတခိုးဆိုပြီးတော့ရွှေပရင်တွေကထပြီးတော့អော်လိုက်တာအကုန်လုံးဝိုင်းអွန်ဖန်စီရိုက်နှက်ပြီးတော့တခါလဲဘယင်ကြီးစီပို့ဘယင်ကြီးစိတ်မကောင်းဘူးဖြစ်မှဖြစ်ရတယ်လေဆရာပုံနာဘယ်လိုဖြစ်တာလဲကျုပ်ကတိတ်ကိုအထင်ကြီးထားတာတိတ်ကိုလေးစားနေတာဘယ်လိုဖြစ်ပြီးတော့ သူများပစ္စည်းကိုခိုးရတယ်ရွှေရုံငွေစားလေးကိုဆရာဘုံနာပစ္စည်းဥစ္စာလည်းရှိပါလေနဲ့ဘယ်လိုဖြစ်ရတာတုံးဆိုတော့မင်းကြီးကြုတ်တခိုးမဟုတ်ပါဘူးတဲ့တခိုးမဟုတ်ရင်ဘယ်အကြောင်းသူများပစ္စည်းယူရတာတုံးကျွန်တော်စဉ်းစားမိတယ်ဘယင်းကြီးဟာမင်းအရှင်မင်းကြီးဟာကျွန်တော်မျိုးကိုအမျိုးဇာတ်မျက်လုံးများအလေးအမြတ်ပြုတ်လေသလား ဒါမှမဟုတ်လို့ချင်းပညာတက်လို့များပညာတွေတက်သိတော်လို့များအလေးအမြတ်ပြုတ်လေသလားစီစဉ်ဥစ္စာပြည့်စုံလို့များအတိအမှတ်ပြုတ်လေသလားတော့မောကိုရှင်တရားကိုရှင်သီလကောင်းလို့များအလေးအမြတ်ပြုတ်လေသလားဆိုတာသိခြင်းလို့စုံစမ်းတာပါတဲ့အခု ကျော်ကိုချင်းသီလဟိုစုံစမ်းလိုက်တယ်เนาะတခိုးမဟုတ်ပါဘူးသူပစ္စည်းလိုချင်လို့ခိုးတာလည်းမဟုတ်ပါဘူးစုံစမ်းချင်တော့လောက်တယ်ကိုချင်းတရားပြတ်ပြီဆိုတာနဲ့ကျုပ်ရဲ့ယာဒူးတွေစီစိန်နေအမျိုးဇတ်တွေဒါတွေဟာဘာမှတန်ဖိုးမရှိတော့ဘူးအတုံးလည်းမဝင်တော့ဘူးသီလတော့ဘယ်မှာအဖို့မတန်ဘူးဆိုတာသိလိုက်ရပါပြီ အစမင်းကြီးဒါခွင့်ပြုမဲ့ဆိုရင်တိလကိုအစွမ်းကုန်ဖြစ်ကျင့်ပြီးတော့လူဘဝမှာဖြစ်ကျင့်ရတဲ့တိလဆိုတာ၅ပါး၈ပါးမြာတာဖြစ်ပါတယ်။ပါရိမောဟသံဝရတိလဆိုတဲ့ယဟန်တော်ရဲ့တိလကိုဖြစ်ကျင့်ပြီးတော့ဘုရားရှင်သာသနာတော်မှာဘုရားတပည့်ယဟန်ဝတ်ခွင့်ပြုပါယနေ့ပဲယဟန်ပြုခြင်းပါတယ်ဒီစည်းစိမ်ဥစ္စာယာရုအာနာတွေဟာတိလတော့အဖို့မတန်ပါဘူး။ အဲ့လိုကောသလမင်းကြီးတော့ခွင်တော့တော့ကောသလမင်းကြီးကလည်းခွင့်ပြုလိုက်ပါတယ်။အခါတည်းမြတ်စွာဘုရားထံရောက်ရဟန်းဝဲသီလရိပါရိဖြစ်ခြင်းသီလကလည်းသိကောင်းသီလအရှိခံပြီးတမာတိဒိဋ္ဌဝိပဿနာဉာဏ်ကိုရောက်အရဟတဘုတိုင်ရောက်ပြီးတော့တခါတည်းရဟန္တာဖြစ်တယ်တဲ့။ဒါကြောင့်မလို့ဥစဉ်တော့လောကမှာလူကောင်းတစ်ယောက်ပါလို့သတ်မှတ်ဖို့အတွက်စည်စည်ဥစ္စာရှိတာမရှိတာလည်းပဲအရေးမကြီးဘူး။စည်စည်ဥစားရှိလက်တိလကိုကျင်တရားမကောင်းရင်တိလလို့ခေါ်တဲ့ကိုကျင်တရားမကောင်းရင်လူကောင်းလို့ပြောလို့မရဘူး။ ပညာတတ်တာမတတ်တာဘွဲရတာမရတာနဲ့တိုင်းလို့လည်းမရဘူးဘလောက်ဘွဲတရားရဘလောက်ပညာတွေတတ်တာမတတ်တာကိုကျင်တရားမကောင်းတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်လူကောင်းပါလို့ဆိုလို့မရဘူးပေါ့အေးစည်းစိမ်ဥစ္စာရှိဇာတုအာနာဘလောက်ကြီးကြီးမကြီးကြီးကိုကျင်တရားပြည့်ရွေးနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဒီပုဂ္ဂိုလ်လူတော်လူကောင်းပါလို့ပြောလို့မရဘူးပေါ့ ဘယ်လိုလောကီစည်းစိမ်အချမ်းရံပကာတနာတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုကျင်တရားပြည့်စုံတဲ့ပုဂ္ဂိုလ်မှန်ကန်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်စိတ်ရင်းကောင်းပြီးကိုကျင်တရားပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလူကောင်းလို့သတ်မှတ်လို့ရတယ်ပေါ့ဒါမှမဟုတ်လူကောင်းတယောက်ဖြစ်ဖို့ဆိုတာကိုကျင်တရားကိုကျင်တိလဟာအလွန်အရေးကြီးတယ်လို့ဒီလိုမှတ်ယူသင့်တာပေါ့ဒီဘုရားရှင်တရားကပုံနာကြီးရအဖြစ်ပြက်ကိုကြည့်ပြီးဒီလိုသင်ခန်းစာယူသင့်တာပေါ့နော်